အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အော်တိုဘာလ၈ရက်နေ့ဆိုတော့အော်တိုဘာလ၈ရက်နေ့မှာတော့စကိုင်းတိုင်းတနီမြို့ပေါ်မှာကင်းလှည့်နေတဲ့ဒီစကဆာရဲ့တပ်ဖွဲ့ဝင်တွေကိုဒီဖက်တော်လိုင်းရဲ့ဖွဲ့တွေကဝင်ပြီးတိုက်တယ်တိုက်တဲ့အခါကျတော့အဲ့ဒီမှာပဲ9ယောက်ကမာလခီယာဖြစ်သွားတယ်တနတ်တစ်လျက်ကိုသူတို့တင်းစီရမိတယ်နောက်တစ်ခုကထိုင်းနိုင်ငံထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ချချင်းဆောင်ခရိုင်မှာဆိုလို့ရှိရင်တော့စိတ်မအလုပ်သမားတွေကိုကြိုတင်ပြီးတော့အကြောင်းမကြားထားဘူး ကြောင်ကြားပဲနဲ့အဲ့ဒီမှာအလုတ်လေးဖြုတ်လိုက်တယ်နော်အလုတ်ဖြုတ်လိုက်တာကအလုတ်သမားဘလောက်အလုတ်ပြုတ်သွားလဲဆိုလို့ရှိရင်320အလုတ်ပြုတ်သွားတယ်ပြုတ်သွားတဲ့အခါကျတော့ဒီဖျက်အနေမျိုးတော့ရော်ကြီးတွေတောင်းတယ်နောက်ရော်ကြီးတွေတောင်းတယ်ဆက်ဆံရအကူအညီတွေနဲ့သူ့ရဲ့ရော်ကြီးတွေကိုတောင်းတဲ့အခါကျတော့ဘတ်3သန်းနောက်ဘတ်3သန်းပြန်ပြီးတော့ရော်ငွေရရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့တွေ့ရမယ်နောက်တစ်ခုကဒနေ့တိုင်တိုင်းတိုးဝေးမှာဒီထိုင်းမြန်မာနေဆက်အဲ့ဒီမှာဆိုလို့ရှိရင်တိုက်ပွဲတွေအကြီးကြီးဖြစ်နေတယ် ဆိုတော့စကဆကထိုးစစ်စင်မတိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာအများအဖြစ်ကသူတို့ကလင်းပြင်းနဲ့ပုံချဲတဲ့အရင်ဆုံးဆိုတော့အခုတော်တော်ခက်ဆတာကပါရာမော်တာနော်ပါရာမော်တာနဲ့သူတို့ပုံချဲတာတို့နောက်တစ်ခုကဒီ20မမနဲ့သူတို့ပုံချဲတဲ့ပေါင်900ပေါင်1000စသဖြင့်သူတို့ဘုံတွေကိုတုံးပြီးတော့တိုက်ခိုက်တယ်ဆိုတော့အဲ့ဒီမှာဒီ white train နဲ့နေပြီးတော့ဒီ20မမဘုံသိနေနေပြီးတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာပြည်သူလူထုနော်အယောက်ပေါင်း နော်300ကျော်နော်300ကျော်ထိုင်းဖက်မှာပြေးရတယ်အဲ့ဒီမှာသူတို့120မမဘုံသီးအလုံးပေါင်း40နဲ့နော်ကျဲချတာနော်လေးကျဲချတာအဲ့ဒီမှာဆိုလို့ရှိရင်တော့ပြည်သူလူထုတွေကမနေရဲတော့မနေရဲတဲ့ခါကျတော့ကျွန်တော်တို့ထိုင်းနိုင်ငံကိုထွက်ပြေးတယ်ထိုင်းနိုင်ငံကိုဘာဖြစ်လို့ထွက်ပြေးလဲဆိုလို့ရှိရင်မြန်မာနဲ့ထိုင်းနေဆက်မှာဒုက္ခသစ္စာ6ခုရှိတယ်နော်6ခုရှိတယ်အဲ့ဒီနေရာတွေမှာသွားပြီးတော့ဝင်ကြတယ်နော်သူရဲ့နီလန်းနဲ့ပေါ့နော်တချို့က ဝင်ရတော့ခက်ခဲတယ်။နီးလည်းမသိတဲ့လူကတော့ခက်ခဲတယ်။နီးလူတွေကတော့သူတို့ဆက်နေသူတို့နော်သူတို့သွားလို့ရတယ်။နော်သွားလို့ရတယ်။တချို့ကနော်နီးလည်းမသိတဲ့လူတွေကြတော့ထိုင်းရဲတွေရဲ့ဖန်ဆီးခြင်းကိုခံရတယ်။ဆိုတော့အခုနေဆက်မှာရှိတဲ့ခရင်နေဆက်မှာရှိတဲ့လူတွေကတော့ဒုက္ခသစ္စာကိုသွားပြီးတော့ခိုးလုံကြတယ်။တချို့လူတွေကြတော့ဒုက္ခသစ္စာမှာကြတော့သူတို့ကရိတ်ခါရတယ်အကုန်လုံးရတယ်။အဲ့တော့သူတို့တပ်ပုံရှိတယ် UN ရဲ့တပ်ပုံရှိတယ်တချို့လူတွေကြတော့မရှိဘူးမရှိပေမဲ့အဲ့ဒီမှာကလုံခြုံတယ် အဲ့ဒီမှာလုံခြုံတဲ့ခါကျတော့သူတို့ကခိုကက်ဘရမီတာစုတွေနဲ့နေပြီးတော့သူတို့ရရှိထားတဲ့ဒီရိတ်ခါတွေနဲ့ခိုကက်ဘရစားကြတာပေါ့ပြဿနာကိုဖြေရှင်းကြတာပေါ့နော်အဲ့လိုမျိုးဆိုတော့အခုအဲ့ဒီနေရာတွေမှာတော်တော်ကိုတိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်နော်အဲ့ဒီနေဆက်မှာရှိတဲ့နော်ထိထိတွေတာမှာတော်တော်ကိုတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတယ်ဆိုတဲ့တင်းကိုကျွန်တော်တို့ကြားရတယ်နောက်တစ်ခုကကရင်ပြည်နယ်ဒီလေကစ်ကော်နော်လေကစ်ကော်မြို့သစ်ကိုနေပြီးတော့စစ်ကြောင်းထိုးတယ်နော်စစ်ကြောင်းထိုးတာကစစ်ကြောင်း၃ကြောင်းနဲ့အရင်တော့ကျွန်တော်တို့ကြားရတယ်ဆိုတော့ဒီနေ့ကတော့ ်တင်းအတိအချကိုကျွန်တော်တို့တက်လာပြီเนาะတက်လာပြီအဲ့ဒါကလေးကိတ်ကော်ရဲ့မြောက်ဖက်ကမေထော်တလေးเนาะမေထော်တလေးကနေပြီးတော့စီချောင်းချောင်းထိုးလာတယ်နောက်တစ်ခုကဘီဟစ်ကလော်ကနေပြီးတော့စီချောင်းချောင်းထိုးလာတယ်ပြီးလို့ရှိရင်တော့ทีมเมวาคีทีมเมวาคีอ่ะနေပြီးတော့စိတ်ကြောင့်ကြောင့်တက်လာတယ်စိတ်ကြောင့်၃ကြောင့်အဲ့ဒါကအဓိကတရားခံကဘယ်သူလဲဆိုတော့ BGF နော် BGF ကဒီစက္ကဆာနဲ့ပေါင်းပြီးတော့စက္ကဆာကိုလမ်းဖွင့်ပေးတယ်လမ်းဖွင့်ပေးတဲ့ခါကျတော့ ဲ့ဒီနေရာမှာဝင်လို့ရတယ်ဝင်လို့ရပေမဲ့ဟိုဖက်ကလည်းတဲအတန်ခိုးခံတိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာအယောက်ပေါင်း150တဲ့လေမနေ့ကကျွန်တော်တို့တင်ကြတာက100เนาะအယောက်ပေါင်း100သူတို့သေးတယ်ဒီစကစဖက်ကသေးတာဒီပြရတော့တော်တော်ကိုလူကိုခင်းပြီးတော့သူတို့ကသွားတာဖြစ်တယ်ဆိုတော့ဒီနေ့ကတော့150အဲ့ဒီမှာ PDF တယောက်ကြာဆုံးတယ်၄ယောက်ဒဏ်ရာရရှိတယ်ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ် နောက်တစ်ခုကအခုကရွက်ကောက်ပွင့်နဲ့နှီးလာပြီနော်ရွက်ကောက်ပွင့်နဲ့နှီးလာပြီတကယ်လုံခြုံတဲ့ပေါ်မတွေအများကြီးရှိတဲ့ဆိုတော့ AR တိုင်း AR တိုင်းဖျက်ပေါ်မှာဆိုလို့ရှိရင်တော့ဒီကျန်းခွက်ပါတီကမေးဆွေဆေးမှုတွေစပြီးတော့လုတ်ပြီနော်လုတ်ပြီအဲ့ဒီမှာသူတို့လုတ်တာလုတ်တာနော်အဲ့ဒီနေပြည်တော်ကတော့တကယ်ပေါ်မတွေများတဲ့နေရာတကယ်အလုံခြုံဆုံးနေရာတိုက်ပွဲမဖြစ်တဲ့နေရာတွေကကျွန်တော်တို့ AR တိုင်းဒါပေမဲ့ AR တိုင်းသာပေါင်းလို့ဘာလို့ဟုတ်ဖက်မှာကြတော့အရင်တော့ ကျွန်တော်တို့တရေနဲ့တော်တော်ထွက်လာခဲ့တဲ့လေးမျက်နာတို့ပါတော့အဲ့ဒီဖက်မှာပေါ့တော့ AA ရဲ့စစ်ကြောင်းကအဲ့ဒီဖက်ကနေထိုးဝင်လာတယ်ဆိုတော့ခုတော်တော်များများညင်သွားတယ်အဲ့ဒီဖက်မှာတော့တိုက်တိုက်ပွဲတရေနဲ့တိတ်မချားရတော့အဲ့ဒီ AA ဒီတိုင်းဖက်မှာဆိုတော့ခုကဖြာပုံမှာကိုစလွေတွေနော်မဲဝင်ပြီးတော့သူတို့စေးုံနေပြီနော်စေးုံပြီးပွေးတယ်သူတို့လောက်ကြတယ်ဒါပေမဲ့ခိုးကြောင့်ခိုးရဲ့လုတ်တယ်ဆိုပြီးမှကျွန်တော်တို့ကြားရတယ်အဲ့ဒီမှာနာမည်တက်လာတာကဘယ်သူလဲဆိုလို့ရှိရင်နော်ဆူဆူကြီးနော်ဆူဆူကြီးတယောက်အဲ့ဒီမှာဝင်ပြိုင်မယ်မဲဆေးစေးုံမှုတွေလုတ်နေတယ်နောက်တစ်ခုကရှင်းနေ ခိုင်ဝင်းအောင်เนาะခိုင်ဝင်းအောင်ဆိုတဲ့လူကလည်းအဒီမှာမေးဆေးဆေးရုံမှုတွေလုပ်နေတယ်နောက်တစ်ခုကရှင်းနေစင်ပပဦးအဲ့ဒါမိန်းကလေးပေါ့เนาะနောက်တစ်ယောက်ကတော်မျိုးဟန်เนาะဒီလိုတွေဆိုလို့ရှိရင်အခု ARB တိုက်ဖြတ်ပုံမှာเนาะမေးဆွေဆေးရုံမှုတွေလုပ်နေတယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရမယ်ဆိုတော့အခုအပြိုင်ဆိုင်မေးဆွေဆေးရုံမှုတွေတော့လုပ်နေပြီဒါပေမဲ့သူတို့တကယ်လုံခြုံတဲ့နေရာတော့မှာပဲသူတို့ကလုံရဲတယ်တခြားနေရာတွေမှာလုံလို့မရဲဘူးလုံလို့ရှိရင်သူတို့ကလည်းမာခီယာဖြစ်မယ်ဆိုတာကိုသူတို့ကသူတို့သိတယ် အခုလောက်တာတော့မှခိုးချုံခိုးရဲလုတ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့သတင်းတွေတက်လာတာပေါ့နော်နောက်တစ်ခုကဒီနေ့အတွက်သတင်း2လို့ပြောလို့ရမယ်အဲ့ဒါကဒီပွင့်လင်းရာတီရောက်တော့မယ်ခုနောက်ပွင့်လင်းရာတီရောက်ပြီဆိုတာနဲ့နောက်ကျွန်တော်တို့ကတိုက်ပွဲတွေအကြီးအကျယ်ဖြစ်လာမယ်ဟိုဖက်ကလည်းတကယ့်အကြီးအကျယ်ဒီတော်လန်ရဲဖက်ကနော်ပြင်ဆင်နေတယ်နော်ပြင်ဆင်နေတယ်ရွက်ကောက်ပွဲကိုလုံးဝမဖြစ်အောင်သူတို့ကလည်းဒါဆူနေတယ်အဲ့ဒါကတော့အတိတ်ကပါလဲဆိုလို့ရှိရင်ဒီရွက်ကောက်ပွဲကိုတားနိုင်တဲ့နီလန်ကတော့ သူတို့ထိုးစစ်တွေကိုအရင်ကတက်သူညာနှစ်ခုပထမ line ဒုတိယ line မှာလို့ဆူဆူပူပူတကဲ့ပုံကြွကြွနဲ့မြန်မြန်ဆန်ဆန်ပေါ့အဲ့လိုမျိုးထိုးစစ်တွေကိုဆင်ဖို့အတွက်နော်သူတို့အချိန်တွေကောင်းကောင်းယူနေတယ်တော်တော်ဆူဆောင်းနေတယ်အခုပွင့်လဲရတီလို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီမိုးရတီမိုးရတီမှာကတော့ကျွန်တော်တို့ချောင်းမရေးတွေအများကြီးဖြစ်လာတယ်ဆိုတော့အခုပုံမော်တို့ပါလို့ဆိုရင်တော့အချိန်တွေတော်တော်ကောင်းတော့မယ်ဆိုတော့အရင်ကနော်ဒီစက်တင်ဘာ ဆက်နေစင်းနေနေပြီးတော့ပုံမောကိုချစ်တက်တယ်အချင်းချင်းကြားနေပြီးတော့ဖြတ်တိုက်တယ်ဒါပေမဲ့ရောက်အောင်တက်တယ်နော်ရောက်အောင်တက်တဲ့ခါကျတော့အဲ့ဒီမှာစစ်ကိုလည်းအများကြီးဖြစ်လာတယ်ဆိုတော့အခုကတော့ဖွင့်လင်းရတီလို့ပြောတဲ့ခါမှာဖွင့်လင်းရတီမှာကျတော့မိုးမရွာတော့ဘူးနော်ရေမကြီးတော့ဘူးချောင်းတွေမှာရေမရှိတော့ဘူးအခုစက္ကဆရဲ့စစ်ကိုရဆိုလို့ရှိရင်အခုပုံမောကိုစစ်ကိုပေးလို့မရတော့မရတဲ့ခါကျတော့အဲ့ဒီမှာရှိတဲ့လူလောက်တော့ဘယ်ရှိတော့မလဲ တခြားဒီရေချောင်းကနေပို့မယ်ပြီးလို့ရှိရင်တော့လင်ပြေကနေပြီးတော့သူတို့ပို့မယ်ဒါပဲအဲ့ဒါကုန်ပြီဆိုလို့ရှိရင်တော့သူတို့မပို့နိုင်တော့ဘူးဆိုလို့ရှိရင်သူတို့ကပို့လို့မရတော့ဘူးဆိုလို့ရှိရင်အဲ့ဒီကအကောင့်တွေကဒီပုံပေါ်မှာရှိတဲ့ဒီစက္ကဆတ်တွေဆိုလို့ရှိရင်အချိန်မရွေးသူတို့အသက်ခံရတော့မယ်နော်အသက်ခံရတော့မယ်အခုနော် CHA ကဆုတ်သွားလာဆိုတော့လုံးဝမဆုတ်သွားဘူးဆုတ်ပေးတယ်ပြီးလို့ရှိရင်တော့ ြန်ပြီးတော့သိမ့်နိုင်ဆုပ်ပေးတယ်ပြန်သိမ့်နိုင်တယ်ပြီးတော့သူတပြန်ကိုတပြန်အဆင့်မှာရောက်သွားပြီအခုရေတွေတအားကောင်းနေတဲ့အချိန်စစ်ကူတွေပိုးနိုင်တဲ့အချိန်တောင်မှသူတပြန်ကိုတပြန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့သိတဲ့အတိုင်းပဲအဲ့ဒီပုံမော်ဟာဆိုလို့ရှိရင်ဒီပွင့်လျရတီမှာလုံးဝကြမယ်ဆိုတာဧကမုတ်ချကျွန်တော်တို့တွေးနိုင်တယ်အခုဒီလိုအချိန်တွေကိုကြည့်ချင်အပြင်အခုတောင်မှအရင်တော့နော်ဆက်ကဆက်ကပြန်သိမ့်တဲ့စခန်းကို KIA နဲ့ပူပေါင်းဖွဲ့တွေကပြန်ပြီးတော့သိမ့်လိုက်ပြီဆိုတော့အခုကတော့ဒီနေ့ကတည်င်းထုတ်တစ်ခုကပါလဲဆိုလို့ရှိရင်နော်ဘိုလ်ချုပ်ကြီးကျော်စော်လင်း ကျော်စော်လင်းဟာဆိုလို့ရှိရင်အခုသူတို့ရဲ့ JOC ဆိုတဲ့အစည်းအဝေးမှာနော်အစည်းအဝေးမှာဆိုလို့ရှိရင်တော့သူတို့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်အဲ့ဒါဆုံးဖြတ်ချက်ကဘာလဲဆိုလို့ရှိရင်အခုမုံတွင်းရတီပါပြစ်တဲ့အင်အားထက်နော်အစပေါင်း၂၀တိုးပြီးတော့ဒီဘုံတွေကိုကျဲရမယ်ဆိုပြီးတော့သူတို့ဆုံးဖြတ်လိုက်တယ်နော်ဆုံးဖြတ်ချက်ကိုချတယ်အဲ့ဒါကိုတကယ်ဥဆောင်တာကဘိုးချုပ်ကြီးကျော်စော်လင်းကျော်စော်လင်းဆိုတဲ့လူကိုအခုမှတ်တမ်းတင်လိုက်ပြီပေါ့အစ်ပြတော့သူကတော့တကယ်ဒီတိုက်ခိုက်ရေးလင်းပြင်တွေတိုက်တဲ့နေရာမှာအဓိက ဆုံးဖြတ်ချက်ချတယ်လို့ဆိုတာကိုကျွန်တော်တို့သိလိုက်ရပြီเนาะအဲ့ဒါကကျော်စော်လင်းကျော်စော်လင်းကနေပြီးတော့နဆဘုံချဲရမယ်ဆိုတဲ့ဟာကိုဒီနေ့ဆုံးဖြတ်ချက်ကိုချလိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့ပွင့်လင်းရာဒီမှာတော့တော်တော်ကိုကြည့်လို့ကောင်းမဲ့ပွဲတွေရောက်လာပြီเนาะအခုအောက်တိုဘာနိုဝင်ဘာလเนาะဒီဇင်ဘာလဆိုလို့ရှိရင်တော့တော်တော်ကိုပွဲကြည့်ပွဲကြောင်းကျွန်တော်တို့ခြေဖို့အချိန်ရှိနေတယ်ဟိုဖေးရလည်းနဆเนาะတကယ်တိုက်ပွဲတွေဆင်လို့ပို့တော့ဘုံနဲ့ခြေဖို့စသဖြင့်အချိန်မျိုးတွေကိုသူတို့ ရိုးတင်တော့ပြင်ဆင်ထားတာကိုတွေ့ရမယ်နောက်တစ်ခုကကချင်ပင်နဲ့ဘုံဘော်နေမှာဆိုလို့ရှိရင်တော့လမ်းမြန်ကျေးရွာမှာတိုက်ပွဲဖြစ်တယ်နောက်တိုက်ပွဲဖြစ်တယ်အဲ့ဒီမှာစကားစကားထိုးဆစ်ဆင်တဲ့ခါကျတော့သူတို့တိုက်ပွဲဖြစ်တယ်ဆိုတော့ဒီဖက်ကလည်းခုခံပြီးတော့တိုက်တယ်တိုက်ပြီးတော့အဲ့ဒီမှာကာကင်းနောက်ပြည်သူစစ်ရဲ့ကာကင်းနောက်ခုကိုနေပြီးတော့ KIA နဲ့ပူးပေါင်းဖွဲ့တွေကတင်ပိုက်ရရှိတယ်ဆိုတော့နော်အကြောင်းအရာတွေကိုလည်းဒီနေ့အတင်းမီဒီယာတွေမှာတွေ့ရမယ်နောက်တစ်ခုကတတိုင်းပြည်လုံးတတိုင်းပြည်လုံးကိုနေပြီးတော့ပါတီ6ခုနော်နိုင်ငံအဝန်း နိုင်ငံအဝန်နေရာအနှံ့တွေမှာပြိုင်ဖို့เนาะပါတီက6ခုရှိတယ်เนาะ6ခုရှိတယ်အဲ့ဒီ6ခုရဲ့ကိုယ်စားလှယ်ကเนาะကိုယ်စားလှယ်ကဘယ်လောက်ရှိလဲဆိုလို့ရှိရင်3962ဦးရှိတယ်เนาะတိုင်းနဲ့ပြည်နယ်တွေမှာဝင်ပြိုင်မဲ့ပါတီကတော့50နဲ့တပါတီရှိတယ်เนาะအဲ့ဒီပါတီတွေရဲ့လူဦးရေကြတော့ကိုယ်စားလှယ်လုံးကြတော့966ဦးရှိတယ်เนาะအဲ့ဒီမှာတတိပုဂ္ဂလလည်းရှိတယ်เนาะတတိပုဂ္ဂလပြိုင်မဲ့ပုဂ္ဂိုလ်တွေကတော့96ယောက်ရှိတယ်เนาะ96ယောက်ရှိတယ်စုစုပေါင်းက 2023ရောက်ထိနော်ကိုစုလေလောင်းတွေနဲ့ဒီစက္ကဆက်ကယူကော့ပွေကိုလုပ်မယ်ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်တာကို တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကရန်ကုန်မှာနခနခနဖန်ခါရတယ်။အဲ့ဒါကပါလဲဆိုလို့ရှိရင်မုံရဲစေဝါအဲ့ဒီမုံရဲစေဝါတွေကိုဖန်စီရမိတာရန်ကုန်မှာဖန်စီရမိတယ်။ဆိုတော့မုံရဲစေဝါတွေကဗျာနေလာတယ်။ရန်ကုန်ကနေထုတ်တာလား။ရန်ကုန်ကနေမထုတ်ဘူးဆိုလို့ရှိရင်ဗျာနေလာတယ်လေ။အဲ့ဒီဘီလီယံပေါင်းနော်ဘလောက်ထိတန်ဖိုးရှိလဲဆိုလို့ရှိရင်195 ီလီယံအထိတန်ဖိုးရှိတဲ့မူရင်းစစ်ဝါတွေကိုရန်ကုန်မှာဖမ်းဆီးရမိတယ်။အဲ့ဒီတယ်ဆောင်လာတဲ့လူတွေကနော်၁၆ယောက်လို့ပြောတယ်။အဲ့ဒါက AA နဲ့ဆက်ဆက်တဲ့မူရင်းစစ်ဝါတွေလို့ပြောတယ်။မူရင်းစစ်ဝါဖမ်းဆီးရမင်းတိုင်းရမင်းတိုင်း AA ရဲ့မူရင်းစစ်ဝါလို့ပြောတယ်။ဆိုတော့အဲ့ဒီဖမ်းဆီးရမိတဲ့ဟာတွေကလည်းရန်ကုန်မှာဖြစ်နေတယ်။ဆိုတော့ရန်ကုန်မှာပဲဒီမူရင်းစစ်ဝါတွေထုတ်လုပ်နိုင်သလား။နော်ထုတ်လုပ်နိုင်တယ်ဆိုလို့ရှိရင်တော့တော်တော်ကိုညံ့တာပဲနော်အဲ့ဒီမှာအုတ်ချုပ်တဲ့မာလာရဲ့အဖွဲတွေဒီလောက်တော့မှမသိရတဲ့အဆင့်ဆိုလို့ရှိရင်တော့နော်တော်တော်ကို ညံ့တယ်နော်အုတ်ချုပ်ရဲ့ တော်တော်ညံ့တယ်ဒီမောက်ခိုလုတဲ့လူတွေမွေးရဆိုးဝလုတဲ့လူတွေကိုနော်အဲ့လောက်ထိတနွေချင်လောက်တာကိုဖမ်းလို့မရဘူးဆိုလို့ရှိရင်တော်တော်ကိုအသုံးမချတဲ့နော်အုတ်ချုပ်ရဲ့အဖွဲတွေဖြစ်တယ်ဆိုတာကိုသူတို့သူတို့နော်သိရမှာဖြစ်တယ်နော်တကယ်တမ်းရန်ကုန်မှာမဟုတ်ဘူးဆိုလို့ရှိရင်အဲ့ဒီမွေးရဆိုးဝဘရားနေလာတာလေနော်တဘောမှာမန္တလေးရနေလာတယ်ဆိုလို့ရှိရင်မန္တလေးနဲ့ဒီရန်ကုန်ကြားမှာစကားဆိုင်ရလူတွေရုံချုံရလည်းမရှိဘူးလားဒီ line တွေမှာမရှိဘူးလားအဲ့ PDF တွေဟုတ်ဖက်လာတဲ့ဟာကိုသူတို့ထိန်းချုပ်နိုင်တာပဲ ဘာဖြစ်လို့ဒီမင်းဝေးစေဝါကဒီမန္တလေးကရန်ကုန်လာတဲ့ဟာကိုဘလို့ထိန်းချုပ်လို့မရတာလဲရန်ကုန်ထိအောင်ဘလို့ရောက်ရတယ်လဲသဘောမှနေပြီးတော့နေပြီးတော့ကနေပြီးတော့ဒီဖက်ကိုရန်ကုန်ကိုဝင်လာတယ်ဆိုတော့ရန်ကုန်ကိုဝင်ရလောက်အောင်ဒီလမ်းထဲမှာတားဆီးတယ်အများကြီးရှိတယ်လေငါအဲ့ဒီဟာတွေကိုဘာဖြစ်လို့ကြော်ဖြက်ပြက်ရန်ကုန်ရောက်လာတာလဲဒါတော့မင်းခွန်းတွေအများကြီး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 ကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့ ရန်ကုန်ရောက်လောက်အောင်ထိဆိုလို့ရှိရင်သူတို့လူတွေပါတာပေါ့နော်သူတို့ရဲ့ဆက်ဆက်နဲ့သူတို့လုံနေတာပဲလေခုမိုးရဲစွားတယ်လုံတယ်ဆိုတာသူတို့ပဲလေငလုံးထိလုံတယ်ဆိုတာသူတို့ပဲအဲ့ဒီရဲတွေကအကုန်လုံးလုံတာသူတို့နဲ့ချိတ်ဆက်ပြီးတော့ပတ်စံတွေပေးယူလုံပြီးတော့သူတို့လုံကြတာပဲလေခုလိုမောင်ခိုခုသူများအကုန်လုံးသူတို့လုံတာပဲသူတို့ရဲ့ကောင်းဆောင်မိုက်တွေမပါပြီးတော့ဘလို့ကိုလုံလို့မရအောင်ဆိုတော့အဲ့ဒီမိုးရဲစွားဘီလီယံပေါ့195ဘီလီယံအထိကရန်ကုန်မှာရောက်လောက်အောင်ထိဒီလောက်များပြားတဲ့မိုးရဲစွားတွေကိုနော်ဘာဖြစ်လို့ဘလို့ရောက်နိုင်ရတယ်လဲနော် အတားကတော့တော်တော်ကိုထူဆန်းတယ်နော်ထူဆန်းတယ်အတားကတော့ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အေအေကိုနာမည်ဖြစ်တာပေါ့အတိတ်ပြရတော့အေအေကတက်တက်ဒေါ်လာရဲ့မှာထိတ်ကနေပြီးတော့ဥဆောင်တဲ့ခါကျတော့သူတို့ကိုနာမည်ဖြစ်တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကအေနဲ့ပူပေါင်းအဖွဲ့တွေကအမ်ပဒန်လမ်းမှာเนาะအကြီးအကျယ်နေစကားဆိုင်ရထုတ်ဆေးတွေကိုနေပြီးတော့ချိန်မှုနဲ့တိုက်ခိုက်တဲ့ကာကင်းတွေကိုသိမ်းတယ်ဆိုတဲ့ခါကျတော့အဲ့ဒီမှာအလောင်းတွေထပ်ပြီးတော့လူတွေကတော်တော်ကိုသေးတယ်နော်စကားဆိုင်ကတော်တော်သေးတယ်အေအေရဲ့စစ်မြင်ပြန်မှာတော်တော်ကိုသေးတယ် နော်သူတို့ထိုးနိုင်တာကအခုကရင်ပြည်နယ်မှာထိုးနိုင်တယ်ကိုရင်းဒီမှာထိုးနိုင်တယ်နော်စစ်ကြောင်းတွေဟိုးပမော်တို့ဘာလို့ဖက်မှာတော့အပြန်လှန်ပဲတိတ်ထိုးလို့မရဘူးနော်ဒီဖက်မှာချင်းတော်ဖက်မှာလည်းတိတ်ထိုးလို့မရဘူးအဓိကနော်ထိုးလို့ရတဲ့နေရာကဒီဖက်မှာနော်ကရင်ပြည်နယ်မှာထိုးလို့ရတယ်ပြီးလို့ရှိရင်တော့ကိုရင်းဒီမှာအဲ့ဒါကလည်းတကယ့် UNG ရဲ့ K2C ကိုဖွဲ့တယ်အဲ့ဒါဆိုတော့အဲ့ဒီနေရာတွေမှာကိုလို့ထိုးလို့ရတယ်တခြားနေရာမှာထိုးလို့မရဘူးဆိုတော့အခုကတော့ဒီဆက်ကဆက်ကအလေးလေးအပြုတ်ပြုတ်အချင်းမှုခံပြီးတော့ကပ္ပဆာဆေးလေး ကပ္ပစဆေးလေးမှာရောက်နေပြီပြီးလို့ရှိရင်တော့ဇင်ပြုံးရော်မှာရှိတဲ့လက်နေကြီးတက်ရှိတယ်เนาะအဲ့ဒီမှာလက်နေကြီးတက်ရဲ့ကပ္ပစဆေးလေးရဲ့အဲ့ဒီနဲ့เนาะတမိုင်အကွာမှာပဲဖြစ်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 နဲ့ကတ်လာပြီဆိုတဲ့ဟာကိုဒီနေ့เนาะတွေ့ရတယ်ဒါအဲ့တော့ဝန်ဆာဆေးရသတင်းပဲနာဒါလည်းသတင်းထုတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကเนาะ TNL ထိန်းချုပ်ထားတဲ့မိုင်းလုံးရဲ့မိုင်းငေါ့ရဲ့အဲ့ဒီမှာစက္ကစကအကြီးကြီးဘုံချေးနေเนาะဘုံချေးတဲ့အခါကျတော့အဲ့ဒီမှာเนาะပြည်သူ၁၂ယောက်ပေးတယ်၅ယောက်ကထိခိုက်ဒဏ်ရာရရှိတယ်ဆိုတဲ့ဟာကို တွေ့ရမယ်ဆိုတော့ဒီနေ့အော်တိုဘာလ၈ရက်နေ့မှာသတင်းမီဒီယာနေ့မှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ